စာဖတ်ရင်ကောင်းကျိုးဧကန်ရှိတယ်။ကျွန်တော်လူမျိုးပေါက်လောက်မှာခုနှစ်တန်းရှစ်တန်းလောက်ရှိမှထင်ပါတယ်။ကျွန်တော်ဦးလေးဖတ်တယ်စာအုပ်ပတ်တွေ့တယ်။သူအဲ့ရဘေးကစပွဲပေါ်မှာရှိတယ်။အမျိုးသမီးပုံမှာမလုံမလဲပုံမှာကျွန်တော်အဲ့ဒီစာအုပ်ကိုဖတ်ချင်ပါတယ်။ ကိုကလည်းလူမျိုးပေါ့ဆိုတော့စိတ်ဝင်စားပါလေကူလေးကိုသွားပြောရင်လေနရင်အရိုက်ခံရမှာသိကြတယ်မပြောဘဲနဲ့အသာလေးတိတ်တိတ်ယူဖတ်ရင်ပူပြက်ကကြီးမယ်ကျွန်တော်မနေနိုင်ဘူးဗျာဖတ်ချင်လို့အကြီးတော့ရိုက်ချင်လည်းရိုက်ပါစေတော့ကူလေးကိုကျွန်တော်သွားပြောတယ်ကူလေးလို့အဲ့ဒီစာအုပ်ကလေးကျွန်တော်ဖတ်ချင်တယ်အဲ့လိုလဲပြောလိုက်ရောကျွန်တော်ထင်တာနဲ့ပြောင်းပြန်ကူလေးက ဟာအတော်ပဲတဲ့ငါတီစာအုပ်မင်းကိုဖတ်ခိုင်းမလို့กว่าအဲ့တော့မင်းကလာတောင်းဆိုတော့ဟန်ကြလိုက်လေกว่าရော့ငါတူဖတ်အစာဆုံးဖတ်ဘသူရေးတဲ့စာအုပ်တုံးဆိုစာရေးဆရာကြီးဥသိမ့်ဖေမြင့်ရေးတဲ့စာအုပ်ပါစာအုပ်နာမည်ကတက်ခိနဆူတဲ့ဒီကိုခန္ဓာနဲ့ရင်းပြီးတော့စီးပွားရှာတဲ့မိမကြီးအကြောင်း အဲ့ဒီလိုမျိုးသမီးတွေနဲ့ပျော်ပါတဲ့လူတွေရဲ့အကြောင်းရေးတာဝတ္ထုကအမတန်ကောင်းနေဗျာဆရာဦးသိန်းဖေမြင့်ကလည်းစာရေးကောင်းလိုက်ကျွန်တော်ရှစ်ခိုးပါတယ်ဆရာဦးဒီစာတပုတ်ထဲနဲ့ဦးသိန်းဖေမြင့်တန်လိုက်တာစာပေတာဝန်ကျေလိုက်တာကျွန်တော်ကလာသာလူမျိုးပေါက်စအဲ့ဒီစာအုပ်ကိုဖတ်ပြီးတော့ဒီမကောင်းတဲ့မျိုးသမီးတွေနဲ့ငွေပေးပြီးတော့ ဆက်ဆံရမှာကြောက်လိုက်တာကြောက်အောင်ဆရာကကြေကွဲအောင်ကြောက်အောင်ရေးထားတယ်နောက်ဆုံးယောဂါရီရရပြီးတော့လူကနူတယ်လို့ဖြစ်မျက်စိကွဲကြောယူတဲ့ကိုကလာသာယောဂပူရောက်ကြောယူကျိုးဒုက္ခိတဘွားဖြစ်ဖြစ်ပြီးတဲ့ခါကျတော့ဒီသူချစ်သူကောင်မလေးရှိတယ်အဲ့ဒီကောင်မလေးနဲ့ လက်ထပ်ဖို့ကိစ္စတွေလည်းအကုန်ပြက်ပြက်ပြီးတော့ငွနဲ့ခြေကွက်စရာပွားကြီးပါပဲအဲ့ဒီမှာဆရာကစာရေးကောင်းတဲ့ခါကျတော့ချို့အသိပညာပေးတယ်ဆိုပြီးတော့ရသမှာအားပြက်သွားတယ်ပညာပေးတယ်စွန့်များတဲ့ခါကျတော့ရသကအားမကောင်းတော့ဘူးအဲ့ဒီခါမှာကျွန်တော်တို့နှလုံးသားကိုမထိခိုက်ဘူးမစွဲမြဲဘူးပေါ့ ဆရာကတော်တဲ့ခါကျတော့ပညာပေးတယ်မရေဘူးဟိုတကယ်ရတာတည်းမှာအဲ့ဒီပညာကပါသွားတယ်ဒီကလာသာယောဂပူကျွန်တော်တို့ကိုခန္ဓာထဲကိုဝင်သွားပြီဆိုရင်ကျွန်တော်တို့ကဆေးတွေတောက်တာပေါ့ပြောက်ပြီလို့ထင်မှမပြောက်ဖင်းနဲ့သွေးထဲမှာကျန်နေတယ်လူမျိုးဘဝတုန်းကဒီယောဂရနောက်ပြောက်အိမ်တောင်ပြုတ်တဲ့ခါကျတော့ကိုမိမကူဒီယောဂကူးတယ်မသိဘူး ကလေးလေးမွေးလာတဲ့ခါကျတော့မျက်မမြင်လေးမွေးတယ်အားကောင်းအယိုးမပါတဲ့ကလေးမွေးတယ်အဲ့ဒါတွေကိုဗျာဆရာကဝတ္ထုထဲမှာကြွဲကူးရေးပါပြောတတ်လိုက်တာကျွန်တော်အဲ့ဒါလဲဖတ်ပြီးရောအဘဝမလုံးမလဲကိုကြည်ကျင်စိတ်လည်းမရှိတော့ပါဘူးအဲ့ဒီလိုဟာတွေနဲ့ကဲကျင်စိတ်လည်းမရှိတော့ပါဘူးဆက်ချစ်သူများကိုအမှန်တိုင်းဝန်ခံရရင်ကျွန်တော်အဲ့ဒီဟာ ကင်းရှင်းအောင်နေခဲ့နိုင်တယ်။ဘာဖြစ်လို့ရောကိုအိမ်အောင်ကြရင်ကိုချစ်လို့ယူထားတဲ့မိမဘူးမသိဘာမသိဒီယောဂကူကူတော့မယ်။အဲ့ဒီပူဆိုးတာကကိုမွေးတဲ့ကလေးကိုရဲ့မလိမ္မာမှုနဲ့ကာလာသာယောဂဆစ်ဖလစ်ယောဂပါလာတော့မယ်။ကျွန်တော်ကောင်းမွေတသမီးကိုမပေးနိုင်ဘူး။ရှက်ဖို့ကောင်းလိုက်တာ အဲ့လိုတွေးမိတဲ့တွေ့ဒါကိုရှောင်ကျင်နိုင်ခဲ့ပါလေအိမ်အောင်ပြုတဲ့ခါမှာတတ္တိရှိပါလေငါကြောင့်တော့မင်းမညစ်နွမ်းစေရဘူးငါသားသမီးယောဂါစုမပါစေရဘူးကြည်ပါဥသိမ့်ဖိမြင်ရေးတဲ့စာကလေးတောက်ကိုဖတ်ရတာကျွန်တော်လူလူတွေဘယ်နှယောက်ရှိမလဲမသိဘူးကျွန်တော်ကိုယ်တိုင်တော့ကောင်းစွာဘဝကိုနေထိုင်တတ်စေခဲ့ပါလေ စာပေကျေးဇူးကြည်ပါတယ်ရှောက်သိမ့်ဖေမြင့်ကျေးဇူးကြည်ပါတယ်